။ရာအစင်တော့ကတော့မတို့ကတိတ်ချာချိန်ရတာပါ။သူ့အလှည့်အမလက်အရွယ်ပေါ့။ဒါပေမဲ့တကယ်တကယ်ရိုက်တဲ့ချိန်မှာမုကလည်းအယမ်းပါတယ်။ဟိုဒေါသရဲ့ထဲ့ထားတာရဲ့ဟိုအချိန်နဲ့ပြင်းစင်းတာရဲ့သူ့ကိုလှမ်းဆွဲလိုက်တာရဲ့ဒီထဲကချိန်သားသိမ့်မကြိုက်တော့သူ့အစ်စ်ရိုက်ပြီးသွားတာ။ဖောင်းဆိုလို့လေ။တော့ပြင်းသွားလေရှုပ်တဲ့ဒီကုလုံးတိုက်သွားမမရဲ့ရိုက်တာ ကလေအမလည်းသူ့တောင်းပန်တာဗောညမလေးရဲ့ဘယ်လိုမှပေါင်းမိနေအမမတော်တဆဖြစ်တာဗောသူလည်းရပါတယ်ရပါတယ်ရပါတယ်ဒါဆိုတော့ तू လည်းတော်တော်နာဝသီလားရရှိရပါတော့နော်ခုနကဟိုပြကားတဲ့အခန်းမှာဆိုရင်ဒီချာလီကနေငါ့ကိုကြိုက်တယ်လို့လုပ်ပါဆိုပြီးတော့ပြောတဲ့အခန်းမှာကတော့ပါရိုက်လိုက်တာပေါ့နော် အဲ့ဒါပြီးတော့အမကျမကိုပို့ပြီးတော့ပါရိုက်လိုက်ရာအစင်တော့ကတော့မတော့တိတ်ဆတ်ချိန်ရတာပါသူအလဲအမလက်အရွယ်ပေါ့နော်ဒါပေမဲ့တကယ်တကယ်ရိုက်တဲ့ချိန်မှာမုကလည်းအယမ်းပါတယ်ဟိုဒေါသရဲ့ထဲ့ထားတာရဲ့ဟိုအချိန်နဲ့ပြင်းစင်းတာရဲ့သူ့ကိုလှမ်းဆွဲလိုက်တာရဲ့ဒီထဲကချိန်သားတိတ်မကြိုက်တော့သူ့အစ်စ်ရိုက်ပြီးပါဖောင်းဆိုတော့လေသူကလည်းအဲ့လိုလုပ်ပြီးတော့ ဟာဆယ်လို့ရပတူရလိုက်တယ်။ဆောမီအမလည်းအရန်အားနာသွားတယ်။ဟိုတော်တော်ပြင်းသွားလေရှုပ်တဲ့တကူလုံးတိုက်သွား။အမရဲ့ရိုက်တာဆောလေအမလည်းသူ့တောင်းပန်တာဟောညီမလေးရဲ့ဘယ်လိုမှမပေါင်းမိနဲ့အမမတော်တဆပြစ်တာပါ။ तू လည်းရပါလေရပါရပါလေဒါဆိုတော့ तू လည်းတော်တော်နာဝသီးလား။အိုးမရိုက်တာအမလည်းအရှမ်းလေအဲ့လို ငကိုလေးကလည်းအပြင်းပြင်းနဲ့ရိုက်မယ်ညီမရှောင်းဒီနားလောက်ကပဲသွားမယ်လို့လုပ်ထားတယ်လေသူ့ပိုင်းလည်းရောင်သွားပဲလေဟုတ်လားအဲ့လိုမျိုးပေါ့အဲ့အဲ့လိုအမတ်တရားတွေရှိတယ်ကို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 လို့ခေါ်ရလားအောင်ကျမလင်းလိုက်ယူရမှာမဟုတ်လားမင်းဘာစကားပြောတာလဲရှိုင်းလိုက်တာမင်းပြောရက်လို့နေပြီးတော့တော်တော်ဆိုးတဲ့ချွေးမမူးကိုဝေတာတော့ငါတောင်းပါရိုက်လေချင်းဒီကောင်မကဘာကိစ္စငါတောင်းပါရိုက်ရတာလဲဆိုတော့မူးပေါ့တော့အဲ့အဲ့လိုတောင်းချစ်တဲ့စိတ်နဲ့ ဲ့ဒီဟာယူထည့်လိုက်တဲ့ချိန်မှာဟိုအရှိန်လွန်လာရဲ့ရိုက်တဲ့စိတ်ရဲ့အားရဲ့အရမ်းများသွားလေသူလဲကသူသူလှည့်ရမယ့်ဟာလေနည်းနည်းလေးသူကရှေ့တိုးလာတော့အဲ့မှာကွန်တီတီနေရောင်စလုံးကတော့အားပြိုင်တာပဲလေဒါပေမဲ့အဲနောက်ဆုံးတော့သူကအဲရောက်ခမကြီးဖန်နေဖြစ်သွားတာလေသူ့မှာသားသမီးရှိလာတဲ့အခါကျတော့အဲသူ့ရဲ့သားလေးက သူယောက်ျားပုံစံအတိုင်းပေါ့နော်ငငယ်တော့ကသူယောက်ျားပုံစံအတိုင်းဖြစ်တဲ့အခါမှာ तू ကသူယောက်ခမကြီးဘာကြောင့်ငငယ်တော့ကသူတို့ကိုဒီလိုလှုပ်တာလဲဆိုတာကို तू ခံစားလို့ရသွားပေါ့နော်အဲ့တော့ဒေါ်တီတီဆိုကယောက်ခမကြီးဖန်တယ်ပေါ့ဒါဒီချက်ပေါင်းပြီလေးပေါ့ဒါဘယ်လိုကိစ္စလဲအဲ့ချက်ပေါင်းရယ်လေးအဲ့ချက်ပေါင်းရယ်လေးရှိရတယ်ဒါပေမဲ့အဲ့ဒီခန်းတော့လေဟိုဒီမသားလေးရီစရာလို့ပြန်ဖြစ်တာပေါ့နော် ကယ်တကယ်ရိုက်ခွင်းမှာကြတော့အဲတယောက်တယောက်ပြီးတယောက်ပြောရမယ်မှုရဲ့နောက်တော့ဟိုသူပြောပြီးရင်ကိုပြောမယ်ဘယ်သူပြောပြီးရင်ဘယ်သူပြောရမလဲဆိုတာကြီးလိုက်မှတ်နေတာရဲ့ idea ထည့်တာရဲ့ဆိုတော့အဲ့လောက်ရည်စရာမကောင်းဘူးပေါ့နော်တကယ် drama လို့ရိုက်ရတာ哦အဲ့ဒီမှာကျတော့အဲ့ drama ရဟာတာကြီးလို့ဖြစ်တယ်။ဟောတော့ဗာတန်းကလေးကိုရိုက်ချစ်တယ်။တန်းကလေးကဘယ်တော့အရာတာမလဲ။ဘယ်လိုလဲခဏလေးရေဘောဟိုစိတ်ကလေးဘလို့ဖြစ်လာဖြစ်တာလဲဆိုတော့အမေတယောက်နေနေကိုကသားကိုရမ်းချစ်တယ် ဒါပေမဲ့ကိုအရန်မုံနဲ့မိမကိုတားအချစ်နေတဲ့အတွက်တားကိုလည်းပြောလို့မရတော့ဒီချွေးမကိုပို့ပို့မုံလာပါဘောနော်အဲတားကိုဘကိုပါတယ်ဆိုရင်တော့ချွေးမကိုတိတ်မုံလောက်မယ်မဖြစ်ဘူးအခုကတားဟိုသူ့မိမမှသူ့မိမဆိုတဲ့ဟာမဖြစ်တော့နင်အဲ့လောက်ထိဖြစ်ရလားငါကနင်းကိုအလောက်ချစ်တယ်တော့နင်ကအဲ့ဒီမိမကိုချစ်ရလားဆိုတဲ့စိတ်နဲ့မချစ်တင်ခဲဖြစ်ပြီးတော့ သားသူ့ဘက်မပါလေချွေးမကိုပုံမုံးလေနော်အဲအဲ့လိုမျိုးဖြစ်တာခါနေရတယ်အချိုးကြီးပတ်တယ်ပါဖွက်ပြင်းနေရတယ်ကမကျွေးရှင်ရတယ်အရှင်းပါတောင်းချင်ကြမိလို့ကထောင်ချပြစ်မယ်လေဖြစ်နိုင်မှာမလားဆိုတာခုနလိုပေါ့ဆုတဲ့အဲ့ဒီမှာပြောသွားတယ်လို့ပေါ့လူတိုင်းကကိုခံစားမှုမှပဲနားလည်နိုင်ကြလေအဲ့ဒီမှာခက်ခက်မှာနောက်ဆုံးမှာသူကိုယ်တိုင်ကဒီဒုက္ခကိုခံစားသွားတာ သူ့သားလေးကသူ့သဘောမတူတဲ့မိန်းမနဲ့လိုက်ကြိုက်သွားတယ်ဘလုံးမပြောလို့မရဘူးအဲ့ဒီမိန်းမကအဲ့ဒီမိန်းမဆိုသူ့ရဲ့ဘဝမှာငငယ်တော့သူလှုပ်ခဲ့တဲ့အရာတွေပေါ့နော်အဲငငယ်တော့ဆိုရင်အဲဟိုဟာชาลีอ่ะအမောက်ပြန်ပြီးတော့ခံပြောတာတွေอ่ะအခုသူ့အသက်ကြီးတဲ့အချိန်မှာသူ့သားသူ့ပြန်ခံပြောတာတွေအဲ့လိုမျိုးတွေနဲ့တွေ့တဲ့အခါမှာစိတ်ကထပ်တူသွားကြတာဟုတ်လား တကယ်ကိုခံစားလိုက်ရချင်ပါ။ဩငါတော့ကငါအခုခံစားနေရတယ်။ငါဒီလိုခံစားနေရတယ်ဆိုရင်ငါရောက်ခွမကြီးလဲအဲ့ဒီတော့ငါလိုပဲခံစားရမှာပဲဆိုတော့ခံစားချက်ချင်းသွားတူလို့အဲ့အဲ့လိုနားလည်ပြရခံစားချက်ချင်းမတွေ့ရင်တော့ဖြစ်ပုံချင်းလည်းမတွေ့ရင်တော့ဒါမှမလည်ပေးနိုင်ဘူးလေ။အပြင်းမကလည်းဥမာသားချင်းဖြစ်နေဆိုရင်အဲ့လိုမျိုးဖြစ်နေရဆိုရင်ခံစားနိုင်ပါ့မလား။အမအမတော့အပြင်မှာကိုသားရှိတယ်ဆိုရင်တော့သားချစ်တဲ့မိန်းမကိုလိုက်ချစ်ပေးပါလား။ ့တားရင်လည်းတော့တားချစ်တဲ့မိမအောင်လိုက်ချစ်ပေးမယ်လည်းမပါဘူးပါတယ်ပါတယ်အဲ့မတိုင်းနေတော့ဒီရဲလေးတွေကတော့တာတာဆိုတဲ့တာတာကိုရောက်နေတယ်ရွှေဆောင်ကြီးပြအေးဒါရုပ်ရှင်လေးအစ်မကလည်းဆောဆိုးလက်ခံပေးမှလားလက်ခံပေးတယ်လက်ခံပေးတယ်ဘာဖြစ်လို့ဆိုတော့အမမကကူကရောင်းမတစ်ယောက်ရှိတယ်လေရောင်းမတစ်ယောက်ရှိတယ်အဲမကလေးတစ်ယောက်ရှိတယ်ပေါ့နော်အမတို့အရင်ချစ်တယ် ။အရင်ချက်တယ်အဲ့ဘက်ကလေးနဲ့လည်းမောင်နှမတွေလိုပဲချက်တယ်။အဲရောင်းမနဲ့လည်းဒီမတွေလိုပဲချက်တယ်။ဟုတ်မလဲ။သူတို့အိမ်ကြောင်ဟောထဲ့ကိုပြောမနေပါနဲ့ဟဲ့စိတ်နာလို့ကမထင်တာကတော့နှစ်ပိုင်းကွဲသွားလိမ့်မယ်လို့ထင်တာပဲလေအဲရောက်ကမဘက်ကလည်းဒါရောက်ကမမှန်နေပေါ့နော်ဒါသားသမီးကိုကြာချစ်တဲ့စိတ်ပေါ့အဲချွေးမဘက်ကလည်းချွေးမမှန်နေပေါ့ဒါပေမဲ့ကမအတွေးမိရဒီကောက်ကြည့်တဲ့အချိန်မှာပေါ့နော်ရောက်ကမလည်းနည်းနည်းရှော့အဲချွေးမလည်းနည်းနည်းရှော့ နည်းနည်းဆော်လောက်စီရှော့လိုက်ရင်တော့သူချစ်သွားကြမယ်ထင်တယ်အမုံမြေကိုဟိပလီမှာမနက်ပိုင်းကြည့်ရမယ်။အမတီဗီဖုန်းမှာည9:00နာရီပြပါမယ်။တနေ့လာနေရနေတောက်ကြနေတဲ့ရက်တွေအများကြီးကြည့်ရမယ်အတွက်တော်ဝါကြီးကြည့်ရမယ်လို့ထင်ပါတယ်။ကြည့်ပြအောင်ကြည့်ပါလို့လည်းဖိတ်ခေါ်ချင်ပါတယ်။